တာရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာရုတွေခေါ်နေတာဒီတာရုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့တာရုရှိတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာရုမျိုးဖြစ်ဖို့လို့နော်တာရုဆိုတာလဲသွားပြီးတော့အထင်မသေးလေအဲ့90ရဲ့မှာပါတဲ့သင်္ခဆတ်ဆိုတာရှိတယ်ဖះလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ် လံခီးသွားတဲ့အခါမှာပစ္စည်းကဘောရာတဆူကိုတွေ့လို့နေဘူးထဲမှာဖနက်မပါပဲနဲ့ရှောင်းနေတာကိုတွေ့လို့သူစည်းလာတဲ့ဖနက်ကိုကြာကြာနာနာစေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းတုပ်ပြီးတော့ပစ္စည်းကဘောရာခြေထောက်ကိုဆွတ်ပြလိုက်လှူလိုက်တယ်ဒီဖနက်ကလေးစီးပြီးတော့သွားပါဗျာ အဲ့ဒီဖနက်လှူပြီးတော့တင်းမောတက်တာတင်းမောကကန်းကခွာခொနည်းလောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်းမောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက်တင်းမောဘောကတင်းချက်တစ်ချက်ရလို့တင်းမောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာ မိတွယ်ပြီးတော့ပညာကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အမျောနေတာအဲ့ဒီဖနက်လှူခဲ့တဲ့ကုသိုလ်ကြောင့်မလို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်။ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတယ်။အဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှည့်တော်ချစ်ဘူး။ကဲပါလို့ပြောလဲမကဲဘူး။ မကယ်နိုင်ဘူးတဲ့အဲ့တော့ဖះလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့်ငါဖဏတယံပစ္စေကဘုရားကိုလှုပ်ခဲ့တယ်။အဲ့ဒီကုသိုလ်ကောင်းမှုကိုမြတ်အောင်အမြတ်ပေးဝေပါတဲ့အမြတ်အမြတ်ဆို။ဘုကောင်ကသာရုသာရုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့တသမီးကကယ်လိုက်ရကုသိုလ်ကြောင့်ကယ်တာ။ ဟာပါရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဒါ950ထဲမှာသိချင်းဖတ်ချင်းသင်္ခါစလို့ခေါ်တယ်ဆိုလိုတာကပါရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့အဲဒါကြောင့်မလို့ကုသိုလ်ဆိုတာအဲဒါမှအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်အေးကုသိုလ်ကောင်းဖို့ဆိုတာအားလုံးပါ 都阿拉骗、嗯，白骨都白皮皮的。